မန္တလေးမြင်ကလင်ပြလိုက်ဆောက်ပေးပါမင်္ဂလာပါအော်ဒီယိုဝိုင်းစော်နိုင်မှကျေးဇူးပါတယ်ယခုခါမှာတော့အောင်းအောင်း IR ဆိုတဲ့ Facebook အကောင့်နဲ့ရေးတင်ထားတဲ့မန္တလေးမြင်ကလင်ပြလိုက်ဆောက်ပေးပါဆိုတဲ့အကြောင်းကိုဖတ်ပြပေးမှဖြစ်ပါတယ်နားဆင်ကြပါဦးခင်ဗျာမန္တလေးမြင်ကလင်ပြလိုက်ဆောက်ပေးပါအောင်းအောင်း IR မန္တလေးမြင်ကလင်ကြီးလောက်ကခဲ့တာတလားရှိပါတော့မယ်တောင်းဆိုချင်တာတခုရှိတယ်မန္တလေးမြင်ကလင်အထိမ့်မှပြလိုက်ဆောက်ပေးပါ မြန်မာနိုင်ငံသားတွေဖို့တသက်မှာတစ်ခါပဲကြုံခဲ့ရတဲ့မြင်ကလေးမျိုးဖြစ်ပါတယ်။အခုဆောင်မကိုစာရေးသူဂျပန်နိုင်ငံကိုဝဲမြို့မှာရှိတဲ့ကိုဝဲမြင်ကလေးအမတ်တရပြားလိုက်ကိုတွားရောက်လက်ပတ်ခဲ့တဲ့အတွေ့အကြုံပေါ်ခြေခံပြီးရေးပါတယ်။စာရေးသူဂျပန်နိုင်ငံကျိုတိုမြို့မှာအတုတေတေအဖြစ်တာဝန်ထမ်းဆောင်စဉ်2020ခုနှစ်ဖေဖော်ဝါရီလထဲမှာကိုဝဲမြို့ကိုအလဲပတ်သွားခဲ့ပါတယ်။ကိုဝဲဆိုတာနဲ့ စာရေးသူစိတ်ထဲတန်းဝင်လာတဲ့အတိရကဘာကျော်ကိုဝေးအမဲသားနဲ့ကဘာကျော်ကိုဝေးမြင်ကလင်ကြီးတို့ပဲဖြစ်ပါတယ်။ကိုဝေးမှာငလျင်ထိမ့်မှအဆောက်အဦရှိသလားစုံစမ်းလိုက်တော့ကိုဝေးမြင်ကလင်ထိမ့်မှပြလိုက်ဆိုတာရှိတယ်။ရှိတဲ့ပြင်အဲ့ဒီငလျင်ပြလိုက်ကဂျပန်နိုင်ငံမှာအထင်ရှားဆုံးငလျင်ပြလိုက်ကြီးလည်းဖြစ်တယ်ဆိုတာသိလိုက်ရတယ်။ကိုဝေးငလျင်ပြလိုက်ကိုသွားရောက်လေ့လာဖို့ဆက်ရင်းမှတ်လိုက်ပြီးကိုဝေးမြို့ကို အိုဆာကာမြို့ဟာတစ်ဆင့်ခရီးဆက်ခဲ့တယ်။ကိုဘေးရောက်တော့ကိုဘေးဖျားကြီးကိုဝင်ဖူး။နောက်ကိုဘေးအမဲသားပြကမ်းမှာကိုဘေးအမဲသားဝင်စား။နောက်တစ်နေ့ကိုဘေးမြင်ကနေပြလိုက်စီသွားခဲ့တယ်ပေါ့။ငငယ်ကလေးကကိုဘေးမြို့ဆိုတာကိုဘေးငလျင်ကြီးကြောင့်ရင်းနှီးနေခဲ့ပါတယ်။1995ခုနှစ်ဇန်နဝါရီလ18ရက်အင်္ဂါနေ့မနေ့9:46မှာကိုဘေးမြို့ပါဝင်တဲ့ ချိုးကုတ်ခရိုင်မှာငလင်ပြင်းအားကွန်တသမ3ရချတာစကဲရှိတဲ့မြင်းငလင်ကြီးလှောက်ခတ်သွားပါတယ်။ငလင်ကြီးအတွင်းဒေသတစ်ခုလုံးမှာနိုင်ငံသား150နေပါပါဝင်လူပေါင်း6400ခန့်တည်ဆုံးခဲ့ပြီးလူပေါင်း4000ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။တည်ဆုံးသူတွေထဲမှာမြန်မာနိုင်ငံသားအချို့လည်းပါဝင်ခဲ့တာမို့ပိုပြီးအမှတ်တရဖြစ်စေခဲ့ပါတယ်။မှတ်တမ်းများအရ နေအိမ်ပေါင်း2400ခန့်ပျက်စီးဆုံးရှုံးခဲ့ပြီးလူပေါင်း3000ကျော်အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ကိုဘေးမြို့တမြို့ထဲမှာငလင်ကြောင့်လူပေါင်း4582ဦးသေဆုံးခဲ့ပါတယ်။ဒါကြောင့်ငလင်ကြီးကိုအထူးကအများဆုံးဖြစ်တဲ့ကိုဘေးမြို့ကိုဆွဲပြုတ်ပြီးကိုဘေးမြို့ငလင်လို့လူသိများပါတယ်။ငလင်နာမည်အပြည့်စုံကဂရိတ်ဟန်ရှင်းအဝါကြီးအကွက်ဖြစ်ပါတယ်။2000ခုနှစ်ကိုဘေးမြို့မှာ ကိုဝဲငလင်ကြီးအထိမ့်မှဖြစ်ကိုဝဲမြင်ကလင်အမတ်တရပြားလိုက်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်ကိုဝဲမြင်ကလင်အမတ်တရပြားလိုက်လို့အလွယ်ခေါ်ကြပေမဲ့ပြားလိုက်နာမည်အပြည့်စုံက The Great Hanshin Awaji Aqua Memorial Museum ဖြစ်ပါတယ်ကြားလိုက်ဟာအထက်၄၈ပြီအရှိဆောင်နဲ့အနောက်ဆောင်ဆိုပြီးနှစ်ပိုင်းခွဲခြားထားပါတယ်မှတ်မိသလားကြားလိုက်ကိုအနောက်ဆောင်ကတဆင့်ဝင်ရပြီး ပြားလိုက်ခီးစဉ်ပြီးဆုံးတဲ့အခါအရှိဆောင်ကပြန်ထွက်ရပါတယ်။ပြားလိုက်ကိုကော်ဝဲငလင်ကြီးအထိမ့်မတ်တမကငလင်ပညာပေးပညာရေးအတွက်ပါရည်ရွယ်ပြီးဂျပန်အစိုးရအထောက်ပံ့ပေးတဲ့ဘဲရနှစ်ရဲ့ချော့ချရေးနဲ့ပြန်လည်ပြုပြင်တည်ဆောက်ခြင်း Institute ကစီမံခန့်ခွဲပါတယ်။ဝင်ကြီးရန်600ပေးရပြီးအတွင်းမှာကော်ဝဲငလင်ကြီးကာလငလင်နဲ့ပတ်သက်တဲ့အပြည့်အစုံပိုင်းစားများမှတ်တမ်းမှတ်စုများ ဓာတ်ပုံမှတ်တမ်းများဂျပန်နဲ့နိုင်ငံတကာမှာဖြစ်ပျက်ခဲ့တဲ့မြင်းကလင်းဆိုင်ရာအချက်လက်များကယ်ဆယ်ရေးကာလအသုံးဆောင်ပစ္စည်းများငလင်းပညာပေးပစ္စည်းများတဘာဝဘေးအနေရဲ့လျှော့ချရေးနဲ့တားဆီးရေးဆိုင်ရာပညာပေးကစားနည်းများရုပ်ထုရှင်လုံးများပြသထားပါတယ်တနေ့ရမှာတော့အဖိုးရနာကြီး grandfather clock လို့အမည်ပေးထားတဲ့လူတရက်ခန့်မြင့်နဲ့ရှေးဟောင်း130နာရီကြီးတလုံးကိုလည်းတွေ့ခဲ့ရပါတယ် နာရီကြီးဟာငလင်လောက်ခတ်တဲ့မနက်9:46မိနစ်ကိုအတိအကျညွှန်ပြနေပါတယ်။ကြာရကြီးမှာမြေငလင်အမတ်တရနဲ့ငလင်ဆိုင်ရာပညာရေးပညာပေးအစီအစဉ်များပြင်အခြားရေပေးပင်လယ်သမုဒ္ဒရာဘက်တွေမှာဖြစ်လျရှိတဲ့ဆူနာမီငလင်ဆိုင်ရာပညာပေးရေးအစီအစဉ်တွေလည်းထားရှိပါတယ်။နောက်ကလေးတွေအတွက်တဘာဝဘေးအနေရဲ့ညံစမ်းအစီအစဉ်တွေလည်းထားရှိပါတယ်။ ဆိုင်ဝင်စားစရာအကောင်းဆုံးပြကန်းကတော့ကိုဝဲငလျင်မှတ်တမ်းရုပ်ရှင်များပဲဖြစ်ပါတယ်။အဲ့ဒီပြကန်းကလေရက်မှာရှိပြီးပြားလိုက်ခီးစဉ်ဆတ်ဆာခြင်းပထမဆုံးဝင်ရတဲ့ပြကန်းပဲဖြစ်ပါတယ်။ပြကန်းကျဲရည်အတွင်းမှာ အမောင်ချထားပြီး အထူးပြုလုပ်ထားတဲ့သုံးဖက်မြင်ပိတ်ကားကြီးမှာ1995ခုနှစ်ဇန်နဝါရီလ18ရက်နေ့မှာငလျင်ကြီးလှောက်ခတ်နေစဉ်အဲ့ဒီတုန်းက CCTV ကင်မရာများနဲ့ရယူထားတဲ့ ငလင်ရုပ်ရှင်များကိုပြတ်တာပါတယ်ငလင်ကြောင့်အချော့တိုင်းတွေအယုတ်လေးတွေလိုရုပ်ချင်းလဲပြုတ်ကုန်ပါတယ်မြန်မာတဲ့တိုက်တာချို့ဟာသူတို့အရှိလမ်းမများပဲစီရိုင်ကြလာကြပါတယ်ငလင်လှုပ်စင်ကာလမနဲ့လင်းအားကြီးမောင်းနေနေတဲ့ယထားတွေကားတွေဆိုရင် ကော်စောပြင်ကိုရုတ်တရက်ဆောင်ဆွဲလိုက်သလိုယထားလမ်းတွေကားလမ်းတွေကောက်ကွဲတွန့်လှန်သွားတဲ့အတွက်ဘေးပညာလွင့်ဆင်သွားကြပါတယ်ရေသားပြင်များအကွဲ တိုက်တာများလဲပြုတ်ကုန်လို့ကိုဝဲမြို့ကြီးနေရအနှံ့မေဟုံဟုံတောက်လောင်ခဲ့ပါတယ်။မြို့ရဲ့ကောင်းကင်ဘီဟာလည်းမနက်လင်းအားကြီးပောက်ကွဲမိလမှုများအချိန်နဲ့ရဲရဲနေလျက်ရှိပါတယ်။အဲ့ဒီမှတ်တမ်းရုပ်ရှင်ကားကိုကြည့်နေရင် အထူးပြုလုပ်ထားတဲ့ပိတ်ကားများအတန်းစနစ်များကြောင့်အမောင်ငန်းတစ်ခုလုံးတော်လဲတန်ကြီးများဖြင့်တုံခါနေရဲလင်းလက်နေပြီးကြည့်နေသူကိုယ်တိုင်ငလင်းကြီးတစ်ခုအတွင်းရောက်ရှိနေသလိုခံစားခဲ့ရပါတယ်။ ထူးခြားတာကမှတ်တမ်းရောက်ခြင်းကိုမတည့်ရက်ကြည့်ရတာဖြစ်ပြီးခမ်းမအတွင်းထိုင်ကုန်များမထားရှိပါဘူးအဲ့ဒီတော့ကမမတ်ရရခမ်းမကြီးထဲမှာနိုင်ငံသားသားဆိုလို့စာရေးသူတူတည်းရှိပါတယ်ကျန်တာဂျပန်အမျိုးသားအမျိုးသမီးတွေဖြစ်ပါတယ်နောက်တစ်နေရာမှာမှတ်တမ်းကားတစ်ခုထပ်ပြပါတယ်အဲ့ဒီမှတ်တမ်းကားကတော့ငလင်လောက်ပြီးနောက်ပိုင်းအခြေအနေများကိုတင်ပြတာဖြစ်ပါတယ် ငလျင်ဘေးဒုက္ခတဲ့စကမ်းများဖွင့်လှစ်ထားရှိမှုအစားအစာပေးဝေမှုများအပျက်စီးများကြားကယ်ဆယ်ရေးလှုပ်ဆောင်မှုများတည်ဆုံးသူများအတွက်ဝတ်ပြုဆူတောင်းပွဲများမိသားစုပျောက်ဆုံးသူများလှူအားပေးစုဖွဲ့မှုများစသဖြင့်ပါဝင်ပါတယ်။ဒါရဲသူကတော့မှတ်တမ်းရုပ်ရှင်တွေထက်ငလျင်ကြီးတွင်တည်ဆုံးကွယ်လွန်သွားသူတွေရဲ့ပုံရိပ်တွေအမှတ်တရအသုံးဆောင်ပစ္စည်းတွေကိုပို့ပြီးအာရုံရောက်ပါတယ်။ ကလေးကြောင်ပေါက်အိတ်ကလေးတွေအောက်ထုပ်လေးတွေမိသားစုသုံးဆောင်ပစ္စည်းလေးတွေအောက်ပေါက်အုတ်ခဲတွေကိုလည်းဝမ်းနဲ့စစ်တီကိုက်ဖွဲ့မြင်တွေ့ခဲ့ရပါတယ်အခုဆိုကော်ဝဲမြင်ကလေးကြီးလှုပ်ခဲ့တာနှစ်30ရှိပြီဆိုတော့ငလင်ကြောင့်တည်ဆုံခဲ့တဲ့ကလေးတွေရှိခဲ့မယ်ဆိုအခုဆိုသူတို့အသက်40ဝန်းကျင်ပေါ့ဘဝမှာနေလို့အကောင်းဆုံးချိန်ပေါ့အခုတော့အချိန်မတိုင်မီလူလောကကြီးကိုစွန့်ခွာသွားခဲ့ကြပြီ။ 2025ခုနှစ်မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့မန္တလေးမြေငနင်းကြီးဆိုရင်ပါဗျာနေကင်းကြောင်တောင်ဖြစ်ခဲ့တာလေနော်မှတ်တမ်းတွေမှမနှဲမနှောပဲမပြောက်မပြတ်ဖို့လိုပါတယ်မြေငနင်းပြလိုက်ဟာဝန်ထမ်းချင်းအမှတ်တရအတွက်ဖြစ်စေသလိုပညာရေးပညာပေးဖို့အတွက်လည်းဖြစ်စေသင့်တယ်ထိခိုက်သေးဆုံးဒဏ်ရာရသူတွေအတွက်အထိတ်မှဖြစ်စေရမှာဖြစ်သလိုအစာဦးတွေဖြစ်သလိုစောက်ခဲ့ကြတဲ့ စားလို့ရေလုပ်ငန်းရှင်တွေကိုလည်းအဆက်ရစရာဖြစ်စေသင့်တယ်။ငလင်ကာလအတွင်းကိုကျုံမဖက်မိသားစုကိုစောင့်ရှောက်သူတွေအများကျိုးဆောင်ရွက်သူတွေတရေကောင်းတွေကိုမှတ်တမ်းတင်ဂုဏ်ပြုသင့်တယ်လို့ငလင်ပြီးနောက်ဝိုင်းဝန်းကူညီလှုပ်ဆောင်ကြသူတွေလောက်အားဖေးတွေကူညီရှာဖွေသူတွေနိုင်ငံအနှံ့ကအကူအညီထောက်ပံ့ပေးသူတွေကိုလည်းချီးကျူးဂုဏ်ပြုသင့်ပါတယ်။နိုင်ငံတကာကူညီရှာဖွေရေးအဖွဲ့တွေနိုင်ငံတကာက ဝမ်းထဲကြောင်းစာလွာပေးပို့လာမှုတွေကိုလည်းစနစ်ကျမှတ်တမ်းတင်ဂုဏ်ပြုသင့်ပါတယ်မြန်မာတွေအခက်အခဲကြုံချိန်မှာအရင်ဆုံးအကူအညီပေးခဲ့တဲ့နိုင်ငံတွေအဖွဲ့အစည်းတွေကိုမြန်မာဟာအမြဲအမှတ်တရရှိနေရမယ်ဘာသာအားလုံးအတွက်အထိတ်မှတ်ပြတတ်ကြည်လည်းဖြစ်စေတဲ့နဲ့လူတိုင်းဟာအချိန်မရွေးတည်ဆုံသွားနိုင်တယ်ဆိုတဲ့သတင်းစကားပေးနိုင်ရမယ်ငလင်ပေးတဘာဝပေးနဲ့ပတ်သက်ပြီးအသိပညာပေးတဲ့ပြတတ်ကြည်ကျောင်းသားကျောင်းသူတွေ လေးလာသူတွေနဲ့မပြတ်စေကားနေတဲ့ပြလိုက်ကြီးဖြစ်စေရမယ်။တဘောဝဘေးရနေဆိုင်ရာဟောပြောဝဲတွေအသိပညာမျှဝေမှုတွေပြုနိုင်ဖို့ဟောပြောခမ်းမတွေစီဝေးခမ်းမတွေထားရှိရမယ်။ရေရှည်တည်တန်းတဲ့ပြလိုက်ကြီးဖြစ်စေဖို့ထိုက်တဲ့နဲ့ပြလိုက်ဝင်ကြီးကိုလည်းတတ်မှတ်ကောက်ခံတဲ့နဲ့အများသောအင်နာတန်ရှင်ရေးအထူးဂရုပြုပါ။ကြောက်စုံွယ်လွန်သူတွေရဲ့ပုံရိပ်တွေအတုံးဆောင်ပစ္စည်းတွေထားရှိစေနဲ့။တားလေသမီးလေးတို့ရဲ့ ဂျော်ဘော့အိတ်တွေဖနှက်တွေစာရေးကိရိယာအသုံးဆောင်တွေထားရှိစေနဲ့ဘလောက်စိတ်ထိခိုက်စရာကောင်းလိုက်မလဲမလ28ရက်နေ့နေ့လယ်7:50မိနစ်ရောက်တိုင်းတရက်ကြီးမှာအော်အော်တွေဆွဲစင်းနေငလင်လောက်ချိန်အချိန်ကာလနဲ့တကွပြုတ်ကျတဲ့နာရီကြီးတွေရှိရင်ပြားလိုက်အတွက်ဆွဲဆောင်မှုဖြစ်စေမှာပဲအခုလိုရေးတာငလင်ပြားလိုက်ကဂျပန်မှာရှိလို့မြန်မာမှာလည်းရှိရမယ်ရေးနေတာမဟုတ်ပါဘူး နိုင်ငံအတော်များများမှာကြီးမားအသေးပြောက်များတဲ့ငလျင်ကြီးတွေလှုပ်ခတ်ပြီးရင်ဆိုင်ယာဆိုင်ယာငလျင်ထိမှတ်ပြလိုက်တွေထားရှိကြပါတယ်ငလျင်နဲ့ပတ်သက်ပြီးအမြဲအသိပေးသတိပေးနေသလိုဖြစ်တာပေါ့မှတ်တမ်းတွေအထောက်အထားတွေလည်းတနေရာထဲမှာစုစည်းထားသလိုဖြစ်တာပေါ့ငလျင်အန္တရာယ်ပညာပေးဖို့အကောင်းဆုံးနေရာလည်းဖြစ်လာတာပေါ့အခုမန္တလေးငလျင်ကြီးဟာတက်လှမ်းလိုက်တာပါပဲမြန်မာနိုင်ငံဟာ ငလင်ကျော်ပေါ်မှာရှိရဆိုတာငငယ်ကလေးကကြားဘူးကြားပေမဲ့ကိုတသက်မှာကိုရဲကြုံမယ်လို့တော့မတွေးမိကြဘူးလေနိုင်ငံသားတိုင်းပြည်တွေမှာငလင်အန်နယ်ကြုံလဲကိုရဲစီမှာဖြစ်မယ်ပဲတွေးမိမယ်လေအခုတော့ဖြစ်ခဲ့ပြီလေနောင်လဲဖြစ်လာနိုင်တာပေါ့မမေ့မပြအောင် ကျွန်တော်တို့မှတ်တမ်းလေးထားရအောင် အချိန်ကအခွင့်သိရင်မန္တလေးမြင်ကလင်ပြလိုက်စောက်ပေးပါအောင်အောင် IR နားဆင်ပေးကြသူအားလုံးကိုကျေးဇူးထူးတင်ပါတယ်အားလုံးသောမြန်မာနိုင်ငံသားပေါင်းဘေးပရာတွေဝေးကွာကြပါစေဗျာ